နွေတက်ကိုင်းတွေညစ်တွေအမြန်လမ်းမကြီးပေါ်နေအရှိပဲချိုးသွားတဲ့လမ်းကျိုးအတိုင်းမောင်းရင်အဲ့နေရာကို15မိနစ်လောက်ဆိုရောက်တယ်လာဖျင်းသေးစိတ်လို့သူ့လင်းဖြောင်းကိုညှစ်ချနေတဲ့ညပဲခြုံပုတ်တွေနဲ့တစ်ပင်အုပ်အုပ်တွေစီကပရိသတ်တွေကြားရတယ်ကောင်းကိုရက်ပြီးကမှုပေါ်တက်ကြည့်လိုက်ရင်အဝေးကမီးအောင်တွေကိုမြင်ရလိမ့်မယ်ဒီနေရာကိုမီဆူးနဲ့ကျွန်တော်အမြင်ရောက်တယ်ကျွန်တော်ကစိတ်ကူးရင်နဲ့ နှွေတကိုင်းမွေးမွေးတွေရဲ့အထီးကျန်မှုတူတူတည်းတည်းခံစားရတာသဘောကျတယ်။မီဆူကမြင်ပြောပါတယ်။နေရငကြောင်နဲ့မီဆူနဲ့ကျွန်တော်ကနေမျိုးလေးတစ်မျိုးကချန်နေခြင်းတွေကျွန်တော်တို့နှစ်ယောက်ကငငယ်ကလေးအတွဲဆုံးသူတို့ရင်ဝင်ရတာပေါ်ကနေတစ်ပင်တွေပေါ်တက်တယ်။ကျွန်တော်တို့အိမ်နောက်ကလေတခုတိုက်နေတဲ့ကံမပေါ်ကနေပြိုင်လူတွေတိုက်ချော်စီးတယ်။လာတာနဲ့ညောင်းတွေဆိုပုံစံကျူးတွေလိုက်ဖမ်းပြီးပလင်းနဲ့ထည့် လူကြီးတွေကကျွန်တော်တို့ပြောက်လို့တကြောကြောနေမဖြစ်ဖြစ်အောင်လှုပ်တတ်တယ်တဲချောက်တယ်ဆိုတဲ့အိမ်ပြကြီးတဲ့ဓမီတလက်နဲ့တွားရဲမြို့နယ်တော်တော်ဝေးတဲ့မြစ်ကိုသူခေါ်ဘူးလို့ရောက်ဘူးတယ်ခြေကူပြီးသူများအခင်းနဲ့ကတခွားသီးမွေးတွေခိုးစားတယ်အကုံသူ့အကြံတွေကြီးမိစုဆန်ရောတပ်ဘဝရောက်တော့မြို့မှာအလှဆုံးရှိတဲ့များကောင်းလေးတွေသူ့ကိုလိုက်ကြတယ်သူကပေးတဲ့များစာတွေကျွန်တော်ကိုဖတ်ခိုင်းတယ်ငါပြန်ကြက်လိုက်ရမလားကျွန်တော်အမြင်မီးကျွန်တော်ကလည်းမြောက်ပေတာကြီးပဲ ူပရမလုံးရည်စားနဲ့ချိန်တော့အဖို့လိုက်ရတယ်။အဲ့ဒီဘင်ကတက္ကသိုလ်ကျောင်းသားသူနှခမ်းကိုအတင်းဆုပ်လို့ဆိုပြီးကျွန်တော်စောင့်နေတဲ့နေရာပြေးလာတာပြီးတော့စပိန်ကိုအတင်းနေခိုင်းပြီးဘူတာဘေးနားအေးဆိုင်မှာတောက်ကြတယ်။အဲ့ကြမှာပြောတာညင်ပတ်တာတွေလုတ်တယ်ဟဲ့။မာဒူးနဲ့တိုက်ပြီးပြေးလာတာကျွန်တော်တို့ရင်တော့ကုတ်ကုတ်ဘင်းကြီးကတည့်ရွက်တွေပူချွေချတော့တာပဲမီဆူတို့ပြောင်းသွားတော့ကျွန်တော်ငောင်ပြီးကြံခဲ့ကျွန်တော်စီစာရီမှန်မှန်တူရည် ကျွန်တော်လည်းသူ့စီစာရီပြန်ဖို့ပေါ့စာရဲအကြောင်းအရာတွေကတော့တောင်ရင်မြောက်ရီတွေသူတို့အိမ်တစ်ကြောင်းတငယ်ချင်းအစ်တွေအကြောင်းတို့ဘာလို့ပေါ့ကျွန်တော်ကလည်းအရန်ပူတယ်အရန်ချမ်းတယ်လို့ကျွန်တော်ကဘယ်ဆရာမပြောင်းသွားပြီလို့ဘာလို့ပေါ့နောက်တော့သူရောကျွန်တော်ရောအရေးကျဲသွားတယ်သူရေးတာတကယ်ရသွားပြီလို့ရေးပြီးတဲ့နောက်ပိုင်းပဲကျောင်းပြည့်ရဆိုစပိတ်တစည်းနဲ့ကျွန်တော်ရှောက်လိမ့်တယ်ကြိုက်တော်နေတယ်ငှက်လိုက်ပြစ်တယ် မြို့ရှိဘက်ကတောင်ကုန်းတွေပေါ်ကနေလေတိုက်လို့ရိမ့်နေတဲ့မြေရိုင်းတော်တွေကိုကင်မရာအစုံလေးနဲ့ရှောက်ရိုက်တယ်။ဆယ်နောက်အောင်တော့လိမ်မော်ရောင်ကောလေးရောက်တယ်။တီရီတာခွေမှာမီဆူးနဲ့တွေ့။အရန်ရုပ်ရှင်ဆန်နေတော့ထင်ရတယ်။နင်ပါမေးကြလဲ။ငါစီဘာလို့စာမေးတာလဲနဲ့။ကန်နင်းရောက်သွားရင်။အဲ့ရဆားရပြီကျွန်တော်နဲ့ကတွေ့ရယ်။သူကြီးသားနဲ့ရုပ်ရှင်သွားကြည့်ရင်တော့ကျွန်တော်ပါရတယ်။ဘုနာကတော့ကျွန်တော်ကိုဘယ်ကြည့်မလဲ။စောက်လိုက်ကန်းလို့မသိတဲ့တော်သားလို့တော့ထင်ပါပဲ။နောက်အဲ့ဒီတောင်နဲ့ပြဲပြီး နောက်တစ်ယောက်နဲ့တက်တွေ့တယ်။မီဆူကရီးသားတယောက်နဲ့ပြန်တိုင်းကျွန်တော်စိတ်ထဲမှာပူပူလှလာတယ်တော့ထင်ရတယ်။တကယ်မီဆူကမေးတယ်။နင်ရောငါ့ကိုမကြိုက်ချင်ဘူးလားတဲ့။နင်ရဲ့ကတ်တုံးလုံးကောင်းနေရဲ့စင်ရင်လည်းမထင်နဲ့ဟာလို့ပြောတော့အေးဟုတ်တယ်။နင်ကကတ်တုံးလုံးနဲ့မပါဘူး။အရန်တုံးနေတယ်ပါတယ်ဆိုပြီးရဲနေတယ်။မီဆူမင်္ဂလာဆောင်တော့ကျွန်တော် KN ဆောက်လက်ဆောက်မုံမြော်တိုင်ကြီးပေါ်ကဘင်နန်းတွေပေါ်မှာမီဆူပရမအောင်သမီးဦးလေးမွေးတော့ ျွန်တော်ဂျိုးရက်ွက်တဲ့ရုံငန်းချင်းချင်းလေးထဲမှာဒုတိယတော့ချက်မွေးတော့ကျွန်တော်ဒုံမောင်းလေးစိတ်ကကပေးဆိုင်မှာအကြီးဆုံးသမီးကိုနေပြင်မွေးနေလို့တော့သူတို့တိုက်ခန်းကိုကျွန်တော်ရောက်တယ်သူမျိုးသားဆရာဝန်ကြီးကလက်ဆွဲနှုတ်ဆက်ပြီးဘာကန်ဒီဝိုင်တစ်ခွက်တိုက်တယ်နောက်သူတို့မင်းမျိုးပြောင်းတော့ကျွန်တော်ရောက်တိုင်ဝင်းလေတယ်သူတို့အိမ်ကြီးကြီးပေးနာမှာဆွဲတော်ပင်နေရှိတယ်ဘတ်တချမင်းအောင်မှာခုံနှမ်းဖြူလေးရှိတယ်သူကတော်တော်တည်ငြိမ်သွားပြီမင်းကျွန်တော်နဲ့တွေ့ရင်တော့အရင်လိုရှွန့်ပြက်တွေကပြောလုံးလေး သူမျိုးသားနဲ့ကွာရှင်တော့ကျွန်တော်စီးပွားရေးကိစ္စရနေအဝေးမှာရောမင်းလာကွန်တို့သူတို့မိသားစုပြောင်းလာတော့လေကျွန်တော်လည်းရန်ကုန်မှာခြေချနေပြီသူသားကြီးလည်းအင်္ဂလန်မှာကျောင်းသွားတက်တော့သူတို့သားမိနဲ့အပတ်အတိုင်းတွေ့သူသမီးကိုဆန်ရမ်းမော်လာထားတော့သူဖို့တီးချန်လာပုံရတယ်ကျွန်တော်ကားဆောင် မောင်းခိုင်းတယ်ကားကိုဥတီရမယ်မောင်းရင်ခုနကပြောတဲ့နေရာတွေခဏခဏလာပြတော့တာပဲကလေးတွေစီ ဖုံးဆက်လိုက်ကျွန်တော်နဲ့စကားပြောလိုက်နေပေါ့ ။ဘီစုကမေးတယ်။နေအတန်လေး40ကျော်ပြီ။ချမ်းလဲချမ်းသာနေပြီ။ဘာလို့မိမမယူတာလဲတဲ့။ကျွန်တော်ကပြောလိုက်ပါတယ်။နေမရလို့မယူတာပြောတော့သူစီးကရက်တောင်တီးအောင်ရေးပြီးတော့ပြောတယ်။ငနောင်ရယ်လေးတဲ့။ငါတို့တွေကတိမ်မှာစိတ်ကူးနေအယုတ်ရေးခဲ့တာပဲဟာ။အကုန်ပြက်လေတဲ့။နောက်တော့မီစုနဲ့ကျွန်တော်အတူနေဖြစ်တယ်။အဲ့ရတယ်မှာသူကျွန်တော်ကိုအတင်းဖတ်ထားတယ်။သူမျက်နှာပေါ်မှာမျက်ရည်စီးချောင်းတွေ ကျွန်တော်ထိဆန်းမိတယ်။မီဆူဆင်းကိုတက်တော့ရှစ်လမြလုပ်တွေပြစ်ထားပြီးကျွန်တော်ချက်ချင်းရောက်သွားတယ်။သူ့လက်ကိုကန်ပြီးအားပေးစကားပြောတယ်။ပြီးတော့အနားကပ်ပြီးတူတူပြောလိုက်တယ်။ကိုမင်းကိုကိုပဲလက်ထပ်ပေးရစေဆိုတော့သူပြုံးတယ်။နင်ကငတုံးမဲတဲ့။မုတ်ဆိုးကိုဖြစ်ချင်လို့လားတဲ့။မီဆူဆုံတဲ့ညကျွန်တော်သူ့နာမှာရောဂါတဲလို့မှိန်နေတဲ့အချိန်ရုတ်တရက်သူ့မျက်လုံးဖွင့်လာတယ်။လေတံတူတူလေးနဲ့အနောင်ရည် ချမ်းမမနေရရန်တိုက်နေတယ်တော်ကားဝင်နေသွားကောက်ရအောင်တဲ့မီဆုနာရင် ပြီးတော့မြို့ကိုကျွန်တော်ခဏပြန်တယ်မီဆုတို့ခြံထဲမှာတော်ကားဝင်နေဝေးနေတယ်ကျွန်တော်ကားမောင်းပြီးပြန်ထွက်လာတော့မိုးတော်ချုပ်တော့မယ်အမြန်လမ်းပေါ်ကနေကျွန်တော်တို့သွားနေကြနေရာရောက်တော့တချမ်းမဲ့လားတော်တော်မြင့်နေပြီကားဘော်ကနေကြည့်တော့၆တယောက်မိအရွက်တွေမရှိတော့တဲ့အလေးကျသစ်ပင်တပင်ကိုတွေ့ရတယ်တင်ကိုင်းတွေကလာရောက်ကုတ်ချစ်နေတယ်လို့ထင်ရတယ် ရင်းမောင်မောင်ရဲ့နေတင်ခိုင်းနေညစ်တွေကိုဖတ်ပြပေးခဲ့ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ thank you